ကဲအားလုံးမင်္ဂလာပါမင်္ဂလာပါဗျာဒီနေ့ဒီဖွဲ့ကကျွန်တော်နဲ့အတူတူဒါအခင်းဝိုင်းပတ်မှာပေါ့အခင်းဝိုင်းပတ်မှာအခင်းဝိုင်းပတ်ပြီးလို့ရှိရင်တော့ဒါဒီအဝဲပတ်တာပေါ့နော်အဝဲဖြတ်တာတွေးတာရောင်းတာပြီးတော့မှကြောက်နေပတ်တဲ့တေယိုတွေဒါဒီတစ်ဘက်ကနောက်ဆုံးပေါ့စုံသွားပြီပေါ့နော်အဲ့တော့ဒီခုဒီလုပ်ငန်းကိုလုပ်မယ်ဆိုရင်အမှန်တော့ဒီလုပ်ငန်းရဲ့လည်းမဟုတ်ဘယ်လုပ်ငန်းမဖြစ်ပေါ့လေအရေးကြီးတဲ့ဟာလေးတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ focus f o c u s focus focus ဆိုတာဘာလဲဆိုတော့တခုခု ကိုလုံးမဲ့အလုပ်တခုခုပြက်ပြက်တတ်တာတိကျနေဖို့လိုတယ်တဲ့ဥမာကြောက်လုပ်ငန်းလုပ်မယ်ဆိုရင်ငါကြောက်ကိုစိတ်နှစ်ထားမယ်ပေါ့ပြောချင်တာတော့ကြောက်နေအပ်တယ်အောင်မြောင်လုပ်မယ်အဲဒီလို focus ပေါ့ကိုလုံးလုံးမဲ့အလုပ်တခုခုကိုကပြက်ပြက်တတ်တာစိတ်ထဲမှာမရှိဘူးဆိုလို့ရှိရင်ဘာမှမရအောင် ိုလိုလိုဒီလိုလိုတွေပေါ့လေဟိုကလောက်အောင်လိုဒီကလောက်အောင်လိုလိုပေါ့လေနော်အဲ့တော့ကိုကဆုံးဖြတ်ချက်တစ်ခုပွဲစားလုံးမှာဆိုပွဲစားအောင်တည်ချာချာလုပ်ဝယ်ရောင်းလုံးမှာဆိုဝယ်ရောင်းကုန်တယ်လုံးမှာဆိုကုန်တယ်ပေါ့လေတည်တည်ချာချာလောက်အောင်ပေါ့အဲ့လိုမျိုးဆုံးဖြတ်ချက်ပြတ်သားပြီးတော့မှဒါ ਉਹ ပဲအများန်းအာရုံစိုက်လိုက်လို့ရှိရင်တော့ကိုကအောင်မြင်မှုကမြန်တယ်အောင်မြင်မှုကမြန်တယ်မဟုတ်ရင်အဲရောင်းတော့ရောင်းတော့ဖြစ်နေရပါလို့နော်အဲ့တော့အခုဒါလေးကိုလေးနဲ့ထားပြီးမှပြောချင်တယ် focus မှတ်လားနော် F O C U S focus ရေးကြည့်တယ်အဲလူတွေကြောက်သမားတွေပဲဖြစ်ဖြစ်ပေါ့လေနော်ဘာလို့မအောင်မြင်နေလဲဆိုတော့ကိုဘာလို့ဂျင်တာလဲလဲတိတိကျကျမသိဘူးဘယ်လောက်လိုဂျင်တာလဲလဲတိတိကျကျမသိဘူးဘယ်ရမှာဘလို့အောင်မြင်နေတာလဲလဲတိတိကျကျမသိဘူးတိတိကျကျသိရမှာကိုပတ်စံလိုတယ်ဆိုရင်ဘယ်လောက်လိုတာလဲတလောက်ဝင်ဝင်ဘယ်လောက်ရကျင်တယ်ဘယ်လောက်ရကျင်တယ်တိတိကျကျတတ်မှတ် တရက်ကို9000ဆိုလဲ9000တိကျကျတတ်မှတ်ပြီတလောက်15သိန်းလောက်ပြီလားလောက်ပြီအဲတလောက်15သိန်းရှာနိုင်ပြီဆိုလို့ရှင်တော့ဟုတ်ပြီခုဆိုတော့ငါတလောက်15သိန်းရှာနိုင်ခဲ့တာ3လေးလလောက်ရှိသွားပြီနည်းနည်းတက်မယ်တလောက်သိန်း30ရှာတော့မယ်အဲဆိုရင်တော့15သိန်းရှာတဲ့နီလန်းနဲ့သိန်း30တော့ရှာလို့မရအောင်ဘာသာပုံစံတစ်မျိုးပြောင်းအဲကရမှာဟုတ်ပြီသိန်း30တော့ရှာတတ်ပြီသိန်း90ရှာမယ်အဲ့လိုမျိုးကိုလိုချင်တဲ့ ငွေမောင်းကိုတိတိကျကျတတ်မှတ်ပြီးတော့မှအာယုံထားပြီးတော့မှဒီအကြောင်းအရာကိုပဲမိုးလဲရောမိုးချုပ်စဉ်းစားပြီးတော့မှအလုပ်လုပ်အဲ့ဒါဆိုရင်တော့အောင်မြင်ပါဆရာမနေခင်6နာရီရောမှည7နာရီထိအလုပ်လုပ်တယ်အဲ့ဒီအတော်အတွင်း6နာရီရောက်7နာရီထိအလုပ်လုပ်နေတဲ့အတော်အတွင်းမှာကိုယ့်ရဲ့အာယုံတွေကပြတ်တယ်လေ focus ကပြတ်တယ်လို့ပြောမှာ focus ပြတ်တယ်ဒီထဲမှာပဲအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အဲ့တော့အောင်မြင်လာတယ် အဲ့တော့ခုတော့ဒါ next level တော့ရောက်ပြီเนาะဒါအာလုံးပို့မှုနေလို့ပြော next level ရောက်ဒီထက်မှကကြီးကျယ်တဲ့အောင်မြင်မှုဒီထက်မှကကြီးကျယ်တဲ့အာယုံနဲ့ focus ဘာဖြစ်ချင်တာလဲတိတိကျကျတိပြီးတော့မှလုပ်မယ်ဆိုရင်လည်းနောက်ထပ်နှစ်နှစ်၃နှစ်ဆိုလို့ရှိရင်နောက်ထပ် next level တစ်ခုထပ်ရောက်